မင်္ဂလာပါရှင်နှလုံးရောဂါရှိသူတွေစီးယုံတက်လို့လဲမပြောက်ဖဲစိတ်ပြက်နေပြီလားဒါဆိုရင်မြမရိုးရာအင်းအားအကြီးဆုံးရက်တမျိုးနဲ့ကုသနိုင်မယ့်နီလန်းကိုတီးထားဖို့လိုပါတယ်နော်ဒီဆေးမိကရောစင်ကိုမြတ်ပါမြတ်တကမြတ်ထဲမှာအင်းအားအကြီးဆုံးလို့တင်စားခေါ်ဝေါ်ကြကြီးနှလုံးအားနဲ့ရင်တုံမူးဝေအိမပြော်ရသူတွေအတွက်အလွန်စည်းစွမ်းထပ်ပါတယ်နော် အထူးသဖြင့်နှလုံးသွေးကြောခြင်းနဲ့ဝေဒနာရှင်တွေအထွက်ပါခန္ဓာကိုယ်ထဲမှာသွေးလေပတ်မှုအားနည်းနေရင်ဒီစိနီးလေးဟာအသက်ကယ်စေလို့ဖြစ်နေပါလိမ့်မယ်လက်တွေ့ပျောက်ကင်းသူတွေလည်းအများကြီးရှိပါတယ်ရှင်ကဲဘလို့လောက်ရမလဲဆိုတော့စင်ငုံမင်းရဲ့ပင်စလာပါအပင်လုံးကိုလက်တဆုပ်ယူပါရေတေကြဆေးပြီးရေသုံးခွက်ကိုတစ်ခွက်တာကြံအောင်ပြုတ်ရမှာမင်းနော် ပြုတ်ပြီးသားဆေးရည်ကိုတရက်တကွက်ပုံမှန်တောက်ပေးပါအံ့ဩစရာကောင်းတာက တပတ်လောက်တောက်ယုံနေတင်နှလုံးရောဂါတိတိတတတတလာတာကိုခံစားရပါလိမ့်မယ်နော်တတိပြုရမှာကစင်ကိုမျက်ဟောင်းထီယိုးမျက်နဲ့မကြည့်ပါဘူးကချို့ဒေတာတွေမှာညံ့မှုညင်းထောင်းမုတ်စိတ်မျက်လိုလေးခေါ်ပါတယ် နောက်တစ်ခုတတိပေးချင်တာကတော့ဆေးမီးတို့များမတုံးဆွဲမီဆရာဝန်နှင့်ဥစွာတိုင်ပင်ဆွေးနွေးတင်ပါတယ်။ထပြင်သူကချွေးထုတ်စေကိုပူကြစေနဲ့အစုံယောဂရီအတွက်ပါသုံးနိုင်ပါသေးတယ်နော်။လိုအပ်သူတွေသိရှိစေဖို့ဒီဗီဒီယိုလေးကို share ပေးပါ။ကိုပကဝန်းကျင်မှာနှလုံးယောဂဝေဒနာရှင်ကိုရှင်းရှင်းလင်းလင်းပြောပြပေးပါ။အမြဲတမ်းကျန်းမာပျော်ရွှင်ကြပါစေရှင်။